မင်္ဂလာပါ reader choice ကဏ္ဍကနေကြိုဆိုပါရရှင်ဆရာမကတော့ခွန်ရှိရှိခွန်ကျမကြီးကောစန္ဒဒေါက်တာသက်စုမော်ပါရှင် တဲ့အိမ်မှာချောကလက်ဆစ်ဖြစ်တာကိုဘယ်လိုဆေးမျိုးတောက်ပြီးဘယ်လိုနေထိုင်သင့်လဲဆိုပြီးမေးထားပါတယ်ရှင်ချောကလက်ဆစ်ဆိုတာတော့ဆရာမတို့ဆေးပညာအရဆိုရင်တော့ endometriosis လို့ခေါ်တာပေါ့เนาะချောကလက်ဆစ်ဖြစ်လာပြီဆိုလို့ရှိရင်တော့ပုံမှန်ဖြစ်တော့ဒါဟိုကုသရတဲ့အပေါ်မှာတော့ဟိုလုံးဝအရှင်းပြောင်းနိုင်တာမျိုးတော့မရှိဘူးအဓိကပြောက်ဖို့ဆိုလို့ရှိရင်တော့ခွဲစိတ်ပြီးဒီအလုံးကိုထုတ်လိုက်မှာပဲတက်တာမှာပါရှင်ဒါပေမဲ့ဘယ်လိုဆေးမျိုးတွေတောက်လို့ရလဲဆိုရင်တော့ဒီအဓိကကတော့ကိုယ်ကိုဒီအရေးအိတ်ပေါ့เนาะချောကလက်ဆစ်က ဘလို့ဒုက္ခပြီးလဲပေါ်မှာပဲမူတည်ပါတယ်တချို့ကတော့ရာသီလာလို့ရှိရင်မနေနိုင်မထိုင်နိုင်အောင်အရန်ကြိုက်ခဲတာမျိုးတခြားနေ့စဉ်လောက်ရတဲ့အလုပ်ကိုင်လောက်ရမလုပ်နိုင်တာမျိုးအဲဒါမျိုးတွေဆိုလို့ရှိရင်တော့ဒီအရေးအိတ်ကပေါ့နော် chocolate ကကိုယ်ဒုက္ခပေးနေပြီဆိုရင်တော့အဲဆရာမတို့ကစဉ်းစားတာနှစ်ချက်ရှိရပေါ့နော်အရွယ်အစားပေါ့အရွယ်အစားက4 cm ထက်ကြီးနေတယ်ခုနကလိုမျိုးလဲယောဂလက္ခဏာတွေဖြစ်ပွားနေရဆိုလို့ရှိရင်တော့အဲဒီခွဲစိတ်ဖို့အတွက်တော့အကြံပေးခြင်းနဲ့ပေါ့နော်ခွဲစိတ်တဲ့အခါကျလို့ရှိရင်တော့အဲဘာတွေပိုကောင်းလဲဆိုရ င်ဒီ6ကိုလုံးဝထုတ်လိုက်တာအပြင်ကမှအဲနောက်ဆက်တွဲပေါ့နော်ဒီ6ကပေါက်သွားတာမျိုးနောက်ပြီးအခါကျရင်ကလေးမြတ်နိုင်တာမျိုးဒါမျိုးတွေကိုလည်းကာကွယ်ပြီးသားကုသပြီးသားဖြစ်သွားတယ်ပေါ့နော်တကယ်လို့မှမခွဲဘဲနဲ့ဆရာမတို့ကစောင့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဆေးတွေအနေနဲ့ကတော့အဲဒီကိုဝင်တားဆေးတွေတောက်တာမျိုးပေါ့နော်အဲရာသီအဓိကလာလို့ရှိရင်နာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဝင်တားဆေးတွေတောက်တာမျိုးဟော်မုန်းနဲ့ fluctuation ပေါ့ဒီဟော်မုန်းနဲ့ပတ်သက်တဲ့ဒီဟို chocolate cyst ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဟော်မုန်းနဲ့ပတ်သက်တဲ့ဆေးတွေကိုလည်းဒီကျွမ်းကျင်နေ ဲ့ဒီတာဖွဲ့မီရဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ဗောနော်တာဖွဲ့မီရဲ့ဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီးတော့ CEO ဟိုဆွဲတောက်ရမျိုးရှိပါတယ်ရှင်အဲနောက်တစ်ခုကကြတော့ဒီကိုဝင်ဗောနော်ဒီကိုဝင်မရရှိလို့ရှိရင်တော့ဒီနာရာကြီးကျင်နာကြီးတက်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆရာမတို့ရာဒီတားတဲ့ဈေးတွေဗောနော်ရာဒီတားတဲ့မတ်သက်တွေအဥပမာဆိုလို့ရှိရင် fat china ring ဗောနော်ဒီ main core ကိုတွင်ထဲတာမျိုးနောက်ပြီးတော့ကြာ non control back လို့ခေါ်တယ်အဲ ဒီကကိုဝင်တားတဲ့ပစ္စည်းတွေထည့်ထားတာမျိုးပေါ့ဒါမျိုးတွေနဲ့ပဲဒီ chocolate sticks ကိုကုသလို့ရပါတယ်ရှင်အဲတကယ်လို့မှခုနဆရာမပြောတဲ့အချက်တွေကြောင့်ဖြစ်နေရဆိုရင်တော့အကောင်းဆုံးကတော့ကျွမ်းကျင်တဲ့တောင်ဖာမီရဲ့ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်တာအကောင်းဆုံးပါပဲရှင်ကျမတို့ကပြည့်စုံပါစေ thank you